နောင်လေး Univa Channel ရဲ့ရမ်းမာရေးအစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်။အားလုံးလည်းမင်္ဂလာပါခင်ဗျာ။ဆောင်းရာသီရောက်လာပြီဆိုတော့အဖိုးအွားတွေလိုက်လာတဲ့နဲ့ကိုခံအားဖြင့်အလေးအကျင့်များပြောပြခြင်းပါတယ်။ဆောင်းရာသီမှာနေထိုင်မကောင်းဖြစ်တာကလူတိုင်းမှာဖြစ်နိုင်တယ်ဆိုပေမဲ့ကိုခံအားနည်းတဲ့ကလေးလေးတွေတကြီးရွယ်တွေမှာပိုဖြစ်နိုင်ပါတယ်။ဒီလိုမျိုးနေထိုင်မကောင်းဖြစ်တာက ကိုခံအနေသူတွေအဖို့မှာတော်တော်ပြင်းပြင်းထန်ထန်ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့်အခုတစ်ခေါက်မှာတော့ဆောင်းရာသီမှာကိုခံအားနည်းနေနိုင်တဲ့အဖိုးအဖွားတို့ရှားနာမှုကင်းအောင်ဆောင်းရာသီမှာအဖိုးအဖွားတို့လိုက်နာတဲ့နဲ့ကိုခံအားဖြင့်အလေးအကျင့်များအကြောင်းကိုပြောပြခြင်းပါတယ်။တက်ကြီးလာတာနဲ့မြတ်အေးပါလာတဲ့ကိုခံအားဒါကြီးလာတာနဲ့အမြရနာနာပြီဆိုရင်လလန်ထူဖို့ဦးကြလာတာကြောင့် အရွယ်ရလာလေးလေးကိုခံအားကောင်းမှုလိုအပ်လာလေးလေးပါပဲကိုခံအားကောင်းမှလည်းကုသယောဂါရီကုသခံရမှုကနေကာကွယ်နိုင်မှာပါဒါကြောင့်အသက်ကြီးလာလေးလေးကျန်းမာပျော်ရွှင်ဖို့ဆိုရင်ကိုခံအားကောင်းမှုလိုအပ်ပါတယ်ဆောင်းရာသီမှာတော့အဖိုးအဖွားတို့လိုင်းငါတဲ့နဲ့ကိုခံအားဖြင့်အလေးအကျင့်များအခုဆက်ပြောမယ့်အချက်တွေကတော့အဖိုးအဖွားတို့အတွက်ကိုခံအားကောင်းစေဖို့လွယ်လွယ်ကူကူလုပ်နိုင်တဲ့နည်းလမ်းတွေပဲဖြစ်ပါတယ် လက်ကိုမကြာခဏစိတ်ကြောပါ လက်ကိုရေနဲ့စပ်ပြသုံးပြီးတခုခုကင်လွယ်ပြီးတိုင်းနဲ့အစာမစားခင်ဒီအိမ်ကအစင်းမှာလက်ကိုအေချာလေးတန်းစဉ်စိတ်ကြောပေးပါဒီလိုလောက်တာကကုသယောဂပိုးတွေကိုကာကွယ်နိုင်မဲ့နည်းလမ်းကောင်းတစ်ခုပါခိုးလက်လှူရှာမှုပုံမှန်လုပ်ပေးပါအေဂျင်ငန်လောက်တာကကိုခံအားကောင်းစေဖို့အရေးပါတဲ့အချက်တစ်ခုပါအေဂျင်ငန်ပုံမှန်လေးလုပ်ပေးတာကသွေးလည်ပတ်မှုကောင်းစေပြီးကိုခံအားကောင်းစေဖို့ ဟောက်ပြီးပေးပါတယ်။ဒါကြောင့်အဖိုးဖွားတို့ကိုကိုခံအားကောင်းစေခြင်းနဲ့ဆိုရင်တော့ကိုလက်လှူရှာမှုပုံမှန်လုပ်ပြအောင်ခရူးဆိုင်ပါ။လမ်းလျှောက်တာရေကူးတာယောဂလေးကျင့်တာကတာခရရရပြေးတာစပိန်စီးတာမျိုးတွေလောက်ဆောင်ပေးပါ။နောက်ပြီးအာဟာရပြည့်ဝအောင်စားသုံးပါ။ကိုယ်ခံအားကောင်းမှုကအာဟာရပြည့်ဝမှုနဲ့တော်တော်လေးကိုဆက်ဆက်နေတာပါ။ ဒါကြောင့်ကိုခံအားကောင်းစေဖို့နေ့စဉ်စားသုံးမှုမှာ စိတ်ရောကိုယ်ပါကျန်းမာစေဖို့အထောက်အကူပေးနိုင်ပါပါ။တစ်သီးတွေ၊အင်းသီးဟင်းရက်တွေ၊ငံလာသေးနံတွေ၊အတာ၊ငါ၊စတာတွေကိုပါဝင်အောင် ပြင်ဆင်ပေးပါ။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီတွေကိုစားပေးဖို့လည်းလိုပါတယ်။အစိအစံတွေနဲ့အကုန်မသေးတွေကိုလည်းပြင်ဆင်ပေးဖို့မမေ့ပါနဲ့နော်။အေးရောဝအိဆက်ပါ။ အယေဝါမဖြာနာမှုခြင်းပြီးကိုခံအားကောင်းပါပါ။နောက်ပြီးလူကြီးတွေကညဘက်မှာအိယာကနိုးပြီးသွားရင်ပြန်အိတ်မပြောတာမျိုးလည်းရှိပါတဲ့။ဒါကြောင့်ဆောင်းရာသီမှာကိုခံအားကောင်းစေဖို့အတွက်ညဘက်တွေမှာကောင်းကောင်းအိတ်ပြောစေဖို့တေချာလေးကြီးစိုက်ပေးဖို့လိုတယ်လို့အယေဝါဝအိတ်ဖြစ်အောင်လည်းခရီးစိုက်ပေးပါ။ညဘက်တွေမှာအယေဝါဝအိတ်ပြောစေဖို့အတွက်အချိန်မှန်မှန်အိယာဝမ်းမှာမအိတ်ခင်မှာဖုန်းလေး laptop တွေမသုံးပါနဲ့။ အိတ်ခန်းကိုအမောင်ချထားပါညနေခင်းမှာကဖင်းတွေအယ်ကိုဟောတွေကိုရှောင်ပါအိတ်ခန်းကိုအိတ်ဖို့အတွက်ပဲသုံးစီပါလိုအပ်ရင်ကုတုံးခံယူပါနောက်ဆုံးအကြောင်းအရာကတော့မနက်ခင်းနေရောင်ကြီးကိုခံယူပါမနက်ခင်းနေရောင်ကြီးနေနေလေးကစိတ်ခံစားမှုကောင်းစေသလိုစိတ်ဖိစီးမှုကိုလည်းတက်တာစေပြီးကိုယ်ခံအားကောင်းစေဖို့လည်းထောက်ကူပေးနိုင်ပါလေဒါကြောင့်ဆောင်းမနက်ခင်းမှာရေနွေးနွေးလေး တစ်ခွက်တောက်ရင်ငေးရောင်ကြီးခံယူပေးပါအားသေးတွေမိဝဲပါအသက်ကြီးလာတာနဲ့အမျှအာဟာရပြည့်ဝဖို့ခက်ခဲလာတာကြောင့်လိုအပ်မဲ့ဆုံးရင်အားသေးမိဝဲပါပြည့်စွက်အာဟာရတွေတောက်တုံးပါကိုယ်ခံအားကိုထိခိုက်စေနိုင်တဲ့အချက်တွေကိုရှောင်ပါသောရံဒီမှာကိုကံအားကောင်းစေဖို့အပေါ်ကအချက်တွေကိုလိုက်နာဖို့လိုသလိုဒီအချက်တွေကိုလည်းခရီးဆိုင်ရှောင်ကျင်မှုလိုပါမယ်စေလိမ့်နဲ့စေလိမ့်မှုရှောင်မှာအရင်မတော့ပါနဲ့ မစားပဲအစာတွေကိုအများကြီးစားတာကိုရှောင်ပါတကူရီတန်ရှင်းရေးဂရုစိုက်ပါ အထိုင်မများပါစေနဲ့အချိုကဲအငံကဲတာတွေရှောင်ပါဒီအချက်တွေကိုတတိပြုရင်တော့ကျန်းမာရေးဟာအထူးကောင်းမွန်မဲ့ကျန်းမာရေးကို ပိုင်ဆိုင်မယ်လို့ညွှန်လင့်ပါတယ်ဝင်ရောက်ကြည့်ရှုအပေးသူတော်ဦးတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ကျန်းမာရေးတည်ပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကို စင်စမ်းမပြတ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ Knowledge Unibo Channel လေးကိုလိုက်ကလေးမိတ်ခဲ့ပြီး Subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။